သားတို့သမီးတို့ရေမင်္ဂလာပါဒီချဲကတော့တတိယရန်မြမစာတင် जा ပေးမယ်တီချဲမြစ်ဖြစ်ပါတယ်ဒီနေ့တင် जा ပေးမယ်သင်္ကန်းစာကတော့သင်္ကန်းစာရဲ့အခန်း6ပေးစာစကထာသင်္ကာရဲ့ကိုယ်တိုင်ပုံမြင်ပြောကြမယ်အဲ့ဒီသင်္ကန်းစာရေးအောက်မှာရှိရဲ့သင်္ကန်းစာရဲ့အခန်းခွဲကကြီး လေဆောက်တဲကြပြာကိုတင် जा ပြီးမှဖြစ်ပါတယ်ဒါရုသမီးတို့ရဲ့ဘတ်စာအုပ်ရဲ့စာမျက်နှာ60မှာပါရှိတဲ့လေဆောက်တဲကြပြာမှာပါဝင်တဲ့ပုံလေးကိုလေးလာကြည့်ကြမယ်နော်စဉ်းစားကြည့်ကြမယ်။အော်ပုံလေးကိုကြည့်လိုက်ပါဦး။ပုံထဲမှာမိုးရွာဒီမှာတွေ့ရတဲ့သဘာဝမြင်ကွင်းလေးတွေကိုပုံဖော်ပြီးတော့ရေးဆွဲထားတာ ပုံထဲမှာတဲရင်လေးတလုံးကိုလည်းမြင်ရတယ်နော်အဲ့တဲရင်လေးကမြေကြီးပုံမှာမဟုတ်ဘဲမြေကြီးထဲအပေါ်မြင့်မြင့်ကလေးစောက်ထားတာအခြားတဲရင်နေနဲ့မတူဘူးအောက်မှာလည်းတိုင်ရှည်ရှည်လေးတွေနဲ့ခြေတန်းရှည်တဲရင်လိုစောက်ထားတယ်အဲ့ဒီတဲရင်ကလေးကိုလေစောက်တဲလို့ကဗျာပြောထားတယ်။ဘာကြောင့်လဲဆိုတော့စံစဘာတွေကောက်ပဲသေးတဲ့နေကိုစိုက်ပြိုးတဲ့တောင်သူဦးကြီးလေသမားကြီးရေဦးကြီးတွေဒေါ်ကြီးတွေနေကြတဲ့စောက်တဲ့တဲမို့လို့လေစောက်တဲလို့ခေါ်ပါတယ်လို့ပြောချင်ပါတယ်။ လေဆောက်ဒဲလီရဲ့အပေါ်မှာနှက်ကလေးတစ်ကောင်ပြန်တန်းနေတာကိုတွေ့ရတယ်။ကောင်းကင်ကြီးမှာရှိတဲ့တိမ်တိုက်တွေကိုလည်းမျက်စိတဆုံးမဲမြင်တွေ့ရတယ်။ရေပြင်ကိုလည်းကြည့်လိုက်ပါအောင်နော်အခြေကြီးပဲ။ဟာအဲ့မှာပွင့်နေတဲ့ပန်းကလေးတွေလည်းတွေ့ရတယ်။အာကြာပန်းကလေးတွေကကြည့်လိုက်ပါအောင်အဖြူရောင်အနီရောင်အဲ့တော့ကြာနီလေးတွေကြာဖြူလေးတွေလည်းပွင့်နေတယ်။အဲနောက်တဲ့တဲ့င်လေးရဲ့ဘေးတစ်ဖက်မှာကြည့်လိုက်ပါအောင်ကုန်းမြင့်လေးကုန်းမြင့်လေးကိုတွေ့ရတယ်။အဲ့ဒါကိုတော့လေကတဲ့င်းလို့ခေါ်တယ် နော်အဲလေခွေးထဲမှာစိုက်ထားတဲ့စဘာသီးနှံတွေကိုမပြက်စီးဖို့အပေါ်ကနေပြီးတော့တက်မင်းင်းဖို့လူတွေလမ်းလျှောက်လို့သွားအောင်လှုပ်ထားတဲ့ကုန်းမြင့်မြင့်ကလေးကိုလေကတဲ့င်းလို့ခေါ်ပါတယ်လေဆောက်တဲကေပြာမှာပါတဲ့ပုံကလေးကိုတီချယ်တို့ကပြောပြနေတာနော်အဲ့တော့ပုံကလေးကိုလည်းလေးလာပြီးပြီဆိုတော့အာမိုးရာသီမှာတွေးပြီးတော့ခန်းစားပြီးတော့တီဆိုလို့ရတဲ့လေဆောက်တဲကေပြာကိုရွတ်ဆိုကြည့်ကြမယ်နော်ဒီ channel နဲ့အတူတူလိုက်ပြီးရွတ်ဆိုလို့လည်းရပါတယ်နော် အဲ့တော့ကြပြလေးရဲ့ခေါင်းစဉ်ကလေဆောက်တယ်မိုးရေတဲ့ရေတပွေးပွေးကွင်းကျဲအဝေးဝေးလေဆောက်တဲလေးခြေရန်ရှိမိုးကိုအောင်မာတီဂျာနီတဲ့ပွင့်ဖြူတဲ့ပွင့် တဲနဲ့ဘနန်တဲမင်းသူဝင်ကဗျာလေးကိုရေးဖွဲ့တဲ့သူကတော့ဆရာကြီးမင်းသူဝင် ဖြစ်ပါတယ်ကဗျာလေးကိုရွတ်ဆိုပြီးပြီဆိုတော့ကဗျာပါတဲ့အကြောင်းအရာလေးကိုဒီချေကပြောပြမယ်နော်မိုးရေတက်ရေတဖွေးဖွေးတဲ့မိုးရေဆိုတာကတော့မိုးရာသီမှာရွာတဲ့ရေပါတက်ရေဆိုတာကတော့မိုးရွာပြီးမြင့်တက်နေတဲ့ရေကိုတက်ရေလို့ခေါ်ပါတယ်တဲ့ အဲ့တော့မိုးရာသီမှာရွာတဲ့ရေကလည်းအရမ်းများတော့လက်ကွင်းပြင်မှာရေတွေကနေပြည့်ရှမ်းနေလို့မိုးရေတက်ရေတဖွေးဖွေးလို့ပြောတာပါပြီးတော့ကွင်းကျယ်အဝေးဝေးဆိုတာလက်ကွင်းမြင်ကအကျယ်ကြီးပဲမျက်စိတစ်စုံနဲ့အဝေးပဲနော်ပုံထဲမှာမြင်ရတဲ့အတိုင်းတွေ့နေရတယ်နော်ဒါကြောင့်မလို့ကွင်းကျယ်အဝေးဝေးလို့ပြောတာပါလဲဆောက်တဲလေးခြေတန်းရှိဆိုတာတော့လက်ကွင်းပြင်မှာရှိနေတဲ့လဲဆောက်တဲလေးဟာမိုးရာသီမှာရေတွေနဲ့တဲလေးပုံမတက်လာဘူးအတွက် ခြေတန်းရှိရှိနဲ့ခက်မြင့်မြင့်လေးစောက်ထားတဲ့အိမ်လေးပါမိုးကောအောက်မှာတီးဆိုတာဟိုဝေးကြီးကနေပြီးကြိလိုက်လို့ရှင်အဆအဆုံးမရှိတဲ့မိုးကောင်းကင်ကြီးကိုတွေ့ရမှာပါအဲမိုးကောဆက်ဝိုင်းရဲ့အောက်မှာတီးရှိနေတာကိုပြောခြင်းဖြစ်ပါတယ်ဒါကြောင့်မိုးကောအောက်မှာတီးလို့ကြပြလေးကရေးဖွဲ့ထားတာပါ မိုးရသည်ရောက်တော့ကြာပန်းကလေးတွေကနော်ဟာအနီရောင်နေအဖြူရောင်နေပွင့်ပြီးတော့ကြာနေတပွင့်ချူတပွင့်လို့ရေးဖွဲ့ထားတာပါ တဲနဲ့ပနံတင့်ဆိုတာကတော့လိုက်ဖက်တင့်တယ်တာကိုပြောတာအာမိုးရေတွေပြည့်ရှမ်းနေတဲ့လေကွင်းပြင်ကြီးမှာခြေတန်းရှည်ရှိရဲ့လေဆောက်တဲကလေးရဲ့ကြာနီကြာပြူပန်းကလေးတွေပွင့်နေတာလေးတွေကလိုက်ဖက်ပြီးတော့တင့်တယ်နေတာကိုကြပြားရေးဖွဲ့ထားတာပါအဲကြပြားလေးကိုဖွဲ့ဆူထားတဲ့အကြောင်းအရာလေးကိုသားတို့သမီးတို့ကလည်းသိကြပြီးမို့လို့ကြပြားလေးကိုထက်ခါထက်ခါရွတ်ဆိုကြည့်ကြမယ်နော်။ဘာကြောင့်လဲဆိုတော့ မိုးရသည့်ရဲ့တဘာဝလေးတွေကိုတွေးပြီးတော့ကြပြားဆရာမင်းသူဝင်ကရေးဖွဲ့ထားတာကိုခန်းစားရင်ရွတ်ဆိုရတာပျော်ရွှင်ကြည်နူးစေခဲ့လို့ထက်ခါထက်ခါရွတ်ဆိုကြည့်မိမှာပဲเนาะသားတို့သမီးတို့ရေလေဆောက်တဲ့ကြပြားလေးကိုတင် जा ပေးပြီးဆိုတော့နောက်သင်ခန်းစာတွေမှာသားတို့နဲ့သမီးတို့နဲ့ဒီ channel ပြန်လဲဆုံတွေ့ကြမယ်เนาะ